သူ့တော်ကိုယ်လေးတွေတမျိုးတောင်ရှိလူတွေကအဲ့တိုက်တဏ္ဍာရပေးပြီးတဲ့အခါတစ်ခါကပြောတယ်အဲ့ဒီကိုယ်လေးထိုက်တိုက်တဏ္ဍာဒီလိုပြန်ခိုင်းဖို့ပဲဖြစ်ပါဖေဖော်ဝါရီလ၁ရက်နေ့ကနေစတင်မဲ့လွှတ်တော်တွေအတွက်ဇန်နဝါရီ25ရက်နေ့မှာလွှတ်တော်အမတ်အစ်စ်တွေဟာနေပြည်တော်စီပင်အရေးတာကိုရောက်လာကြမှာဖြစ်ပါတယ်။ဒုတိယအကြိမ်ရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေဟာပြည်သူကရွေးချယ်ထားတဲ့ပြည်သူကိုယ်စားလှယ်တွေဖြစ်တာမို့သူတို့အတွက် ဘုံသိက္ခာနဲ့ညီတဲ့နေရာထိုင်ခင်းတွေဆက်ဆံရေးတွေလိုအပ်တယ်လို့သူရဦးရွှေမန်းကပြောပါတယ်။ဒါကိုနေပြည်တော်စီပင်အရေးတာကကူညီပေးတာကြောင့်သူကျေးဇူးတင်ကြောင်းပြောပါတယ်။ဒုတိယကြိမ်ဆွတ်တော်အဒီဟာရွေးချယ်ထားတဲ့ကိုယ်လည်းများဒီလိုကရွေးချယ်ထားတဲ့ကိုယ်လည်းများဖြစ်ပါတယ်။ဤသူကိုယ်လည်းများကိုတိုးနဲ့ဘုံတိတ်တာအင်္ဂါနဲ့ဒီရဲ့နေရာတိုင်းနဲ့ ဆက်ဆံပြောဆိုနေတယ်ဒီလိုကျွန်တော်အနေနဲ့ဂျေဇုတင်တယ်ဆိုတာလည်းနိုင်ငံတော်ကဂျေဇုတင်ရတယ်ဒီစားခါရောက်ရတယ်ဒီကိစ္စဟာဒီများကူကြနိုင်ငံတော်ကဝိုင်းဝန်းဆောင်ပြန်လာကြတယ်ဒီလိုများရဲ့ဆန္ဒဒီလိုများရဲ့ဆုံးဖြတ်ချက်တွေဖြစ်ပေါ်လာတဲ့နှုတ်တော်ကိုလည်းနှုတ်တော်ကိုလည်းဒီလိုကျွန်တော်တို့တောင်ရှိတဲ့လူတွေကထိုက်တဲ့နိုင်ငံတရားပေးပြီးတဲ့အခါတစ်ဖက်ကပြောတယ်အဲ့ဒီကိုယ်လေ ထိုက်တဲ့ကံဒီလိုပြန်ခိုင်းဖို့ပဲဖြစ်ပါအဲ့လိုခိုင်းခံနိုင်လို့ဆိုလို့ရတယ်သူတို့ပေးရမယ်တောင်းပြီးသွေးတွေပုံပန်နေပေးရမှာဖြစ်ပါပထမချိန်လွှတ်တော်လုပ်ငန်းတွေလုပ်ပြီးတက်တန်းကုန်ဆုံးတဲ့အခါမှာလွှတ်တော်အားလုံးဖြတ်သိမ်းပြီးချိန်မှာနောက်လွှတ်တော်ကဆက်ပြီးတော့လှုပ်ဆောင်သွားရမှာဖြစ်ပါတယ်ဒါဟာဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပြဋ္ဌာန်းချက်ဖြစ်တာမို့ဒီနေ့ဆောင်ရွက်တဲ့ကိစ္စတွေဟာပထမနဲ့ဒုတိယလွှတ်တော်အတွက်တသက်မဟုတ်ဘဲ နိုင်ငံရဲ့ဂုံသိက္ခာနဲ့ဂုံဟင်ကမြန်မာရေးအတွက်ဆောင်ရွက်တာဖြစ်တယ်လို့ဦးရွှေမန်းကပြောပါတယ်ကျွန်တော်တို့တော့လုပ်ငန်းတွေလုပ်ပြီးတာမှာကျွန်တော်တက်တန်းကုန်ဆုံးတဲ့အခါကျွန်တော်ပါရင်ဒီကတော့အားလုံးဖြတ်သိမ်းနေတဲ့အခါနောက်တစ်ခေါက်အပြင်နောက်တစ်တော့ဆက်ပြီးတော့ဆောင်ရမယ်ဆိုတဲ့သဘောပြောရင်းနဲ့ဖြစ်ပါတာဒါခွေးကျုံချင်တာမျိုးရဲ့ပြတ်တမ်းချက်ပါအဲ့လိုဆောင်တဲ့နေရာမှာဒီနေ့ဆောင်ချက်ပြီး ျွန်တော်ဆွတ်တော်တယ်မဟုတ်ဘူး။နောက်ထပ်တယ်မဟုတ်ဘူး။နိုင်ရဲ့ဒုတိယနိုင်ရဲ့ဒုတိယအများကြီးပဲအခုလိုရှိရလို့ပြောတာ။ဆန်းနေဖြစ်တယ်လို့ပြောရတယ်။ပြည်တော်စုလွတ်တော်ကိုယ်စားလှယ်632ဦးရထားချက်ကိုဒီကနေ့အစည်းအဝေးမှာနေပြည်တော်စီမံတရားရေးကော်မတီအဲ့အိတ်တာကတင်ပြတာဖြစ်ပါတယ်။